။အီချင်းချင်းနဲ့ရာမာနိုင်းဧရိယာတွင်မှရှိတဲ့အနန္တဒေဗလော့မန့်ကထမံဆောင်လုပ်လိုက်တဲ့အတေးအစုပ်ရာမာနိုင်းလုံးချင်းအိမ်နဲ့မိတ်ဆက်ပြီးမှဖြစ်ပါတယ်။ဒီအိမ်ရဲ့အတွင်းကဖွဲ့စည်းပုံနဲ့အနေထားတွေကိုကျွန်တော်အတူထဲမှာတစ်ချက်တော့တွားပြီးလေ့လာကြည့်အောင်။ကျွန်တော်အခု335စကွဲမီတာလက်စွေလုံးချင်းအိမ်အောင်ရောက်နေရဖြစ်ပါတယ်။ဒီအိမ်ရဲ့အတွင်းကဖွင့်စီပုံလေးကတော်တော်လေးကိုလပါရကြ။ကျွန်တော်အထက်အတွင်းကဖွင့်စီပုံလေးကိုကျွန်တော်အသေးစိတ်လိုက်ပြပါမယ်။ကျွန်တော်တို့အထက်မှာဆုံးတီးလိုက်ကြည့်ရအောင်။ ဒါကတော့ living room area ဖြစ်ပါတယ်။အခုမြင်တွေ့နေရတော့ elevator ပဲဖြစ်ပါတယ်။အထက်တိုင်းအောင်သွားလို့ရတဲ့ delivery ပဲဖြစ်ပါတယ်။ဒီနေရာမှာဆိုရင်တော့သူကအိမ်တိုင်းချူကန်နှခန်းလေးဖွင့်စီပေးထားပါဗျ။ဒါကတော့အရင်ကလာတဲ့ kitchen လေးပဲဖြစ်ပါတယ်။ဒါ living room area ပဲဖြစ်မယ်။ဒီဘက်ချမ်းမှာဆိုသူကထပ်ပြီးတော့ kitchen လေးဖွင့်စီပေးထားတာကိုတွေ့ရပါဗျ။ရန်ကိုလာပါတယ်ဗျ။ချက်ပေါ်ထပ်တော့သွားပြီးကြည့်အောင်။ ီနေ့မှာဆိုအောက်တော့ကာရန်လီထားပြီးတော့တွေ့ရပါတယ်ဗျ။ဒီမှာတော့အထက်တန်းကိုသွားလို့ရတဲ့ elevator ပဲဖြစ်ပါတယ်။ဒါတော့တော်တော်လေးကိုကျယ်တဲ့ living room area ပဲဖြစ်ပါတယ်။ဘောထောက်သွားပြီးတော့ကြည့်အောင်။ ပက်ဒရွန်အိတ်ခံပဲဖြစ်ပါတယ်။အိတ်ခံဖွဲ့စည်းပုံလေးကလည်းဒေါ်လေးကိုလှပါရဗျ။ဒီကဲမှာဆိုရင်အင်တန်ရွှေခန်းတစ်ခန်းဖွင့်စီပြထားတာကိုတွေ့ရပါတယ်။ခေါက်ဆက်နဲ့တွေ့ပါတယ်။အင်တန်ရွှေခန်းလေးပဲဖြစ်ပါတယ်။ထပ်ပြီးတော့အခြားလေးအောင်သွားကြည့်အောင်။ဒါကတော့အထက်တန်းတော်လေးရတဲ့ elevator တလီကားပဲဖြစ်ပါတယ်။ဒါကတော့အိတ်ခံပဲဖြစ်ပါတယ်။

ဒီကဲမှာတော့ဒါဂျူတန်ထရှိပေးသေးပါရဲ့ဗျာဒီကချမလေးကကအပွက်လေးရရတဲ့ process လေးဖွင့်စီထားပါတယ်ဒါတော့တော်တော်လေးကိုကျင်တဲ့ဒီတန်ဂျူကန်လေးပဲဖြစ်ပါရဲ့ဗျာ အဲ့တော့ရာမနိုင်းအေရီယာဒီမှာရှိတဲ့ lesson လုံးချင်းအင်္ဂလီကိုစိတ်ဝင်စားရင်ဒီလူကိုယ်နဲ့အကြည့်ရှိနေလို့ဖြစ်ဖြစ်အောက်မှာပေးထားတဲ့ fiber နဲ့ phone number မှာဆက်သွယ်နေဆိုနေပါတယ်။ခန်းနေမှာရှိတဲ့ကိုလုံးနဲ့လုံးချင်းစိတ်ဝင်စားရင်တော့ JG Fan Office ကိုဆက်သွယ်နေဆိုနေပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။